မြန်မာ fighter ပြည်သက်တီစောင့်မျှော်နေခဲ့တဲ့ဒါကျွန်တော်ရဲ့ငငယ်တပ်ပိုင်အောင်ရပွဲတော့တာပြီးသွားပြီပေါ့နော်တော်တော်များလဲကြည့်မယ်ထင်ပါတယ်သူရဲ့ပြန်ဖက်ကတော့ဒါ22နှစ်ပဲရှိသေးတယ်ဟာရူယူကီပေါ့နော်ဂျပန် fighter လေးပေါ့ဆိုတော့သူနှစ်ယောက်ရဲ့ပွဲစဉ်ကဒါကြည့်တဲ့လူတိုင်းလဲသိတယ် ဒီကျွန်တော်တို့တက်ပိုင်အောင်ရှုံးသွားတဲ့ပုံစံကဒါဒုတိယအချီမှာဒီကောင်းကောင်းလေးကန်ချက်တွေထိခံတယ်ဟိုကန်ချက်တွေထိတယ်ပြီးလို့ရှိရင်ထိုးချက်တွေလည်းဒါအချက်ကောင်းကောင်းထိုးခံလိုက်ရတဲ့နေရာမျိုးပေါ့နော်ဆိုတော့ဟိုဒိုင်းကြီးပွဲရက်နဲ့ပဲဒါခါတယ်ဒုတိယအချီမှာရှုံးပေးလိုက်ရတာပေါ့ဆိုတော့ဒီပွဲကိုကြည့်မယ်ဆိုလို့ရှိရင် တကယ်တမ်းပရမရောင်းကိုကြည့်မယ်ဆိုရင်သူထိုးကိုထိုးပါပဲဟိုဂျပန်ကောင်ကပါတယ်လို့တော့သိမှမဟုတ်ဘူးเนาะမြန်မာ fighter ကလည်းထိုးရထိုးရပါတယ်ဒါပေမဲ့ဒုတိယအချီရောက်သွားတဲ့အချိန်မှာကျွန်တော်ဒါ trophy တိတာသွားတယ်ပြောမှာပေါ့เนาะကျွန်တော်ရဲ့တိတာလဲဆိုဒီလိုမျိုးလေဘယ်နာမှကွာပါလဲဆိုတော့တိတာသွားတော့ မခံနိုင်ဘူးချက်သွားတာပေါ့တစ်ဖက်ကပြောမယ်ဆိုလို့ရှင်ပေါ့နော်ဆိုတော့ဒီအရှုံးရဲ့နောက်ွယ်လေးကိုကျွန်တော်ကသုံးသပ်ကြည့်ချင်တာပေါ့နော်ဘလို့သွားမြင်လဲဆိုတော့ကျွန်တော်ရဲ့မြန်မာဖိုက်တာတွေထွက်လာတဲ့ပုံစံကတော်တော်ဆင်ကြတယ်လို့ပြောရမှာလားဒီလက်တီးကိုအောက်ပိုးပြီးလာကြတယ်ဟိုဒါမြန်မာလက်ဝေးဆိုလို့ရှင်လက်တီးနဲ့ထိုးမယ်ပြီးလို့ရှင်ကောင်းတဲ့ဟလာတိုက်လို့လည်းရတာပေါ့ ဆိုတော့မွေထိုင်းမှာကျတော့ကောင်းတဲ့တော့တိတ်လို့မရဘူးဒါပေမဲ့သူတို့ဝင်လာတဲ့ပုံစံကျင်းကျင်းရင်းကစားမယ်ဟိုအချက်ကောင်းထိရင်လည်းပြီးသွားတော့ဟောနိုင်သွားတော့ပါတယ်မလားဒါပေမဲ့ကြမ်းကြမ်းရမ်းရမ်း sorry ကျင်းကျင်းရင်းရမ်းပေါ့နော်ကျင်းကျင်းရင်းကစားမယ်ဆိုလို့ရှိရင်လည်းဒီ one championship မှာတက်လာတယ် fighter တွေတော်များကအရင်ပွဲတွေတုံးသက်တယ်လို့ပေါ့နော်တခြား time fighter ဖြစ်ဖြစ် ခြားနိုင်ငံသားတွေကိုကြည့်မယ်ဆိုလို့သူတော့တော်တော်များများကနိုင်ငံခြားသားတွေတော်တော်များများမှုချထိုးရလို့လည်းထိုင်းမှာလာကြည့်ကြပါဆိုတော့ထိုင်းရဲ့ technique ကိုသူလည်းတော်ရတယ်ဒါတစ်ချက်ပေါ့နော်ပြီးရင်ထိုင်းရဲ့ technique တော်ရပြီးတော့ခုနပြောတဲ့ technical ပိုင်းတွေပါတယ်နောက်တော့ဒီအချက်ကောင်းထိတာတော့ဒီချာလေးဘယ်နားမှာနေရာယူပြီးတော့ဘယ်ချက်မှာထိုးမလဲဆိုတဲ့ပုံစံမျိုးကတော်တော်လေးနေရာဒီထိုင်းမှာလာကြည့်တဲ့ fighter တွေကလေ ျွန်တော်တို့မှာဒီရဲ့ fighter ကတော့ထုံးစံတယ်လို့ပြောရမှာမဟုတ်ဘူး။ခုနပြောလို့ပေါ့နော်။နာကလေးကအကြမ်းကြမ်းရမ်းဝင်လာတယ်။ဘယ်မရှိဘူး။နေလေကကျွန်တော်ရှင်းပြောအောင်မသိတယ်မလား။သူကလေးနဲ့သူတို့ရှိတော့ရှိပါတယ်။ဒါပေမဲ့တကယ် one championship မှာ professional လာထိုးတဲ့လူတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ fighter တွေကဟိုအကွက်ပြောင်းနေတယ်လို့ဖြစ်သလားလို့ပေါ့။ဟိုအင်အားတွေတအားသုံးတယ်။ဒါပေမဲ့အချက်မမိဘူးွာ။ ချက်မိပြန်ရင်လည်းဟို power powerful တိမဖြစ်ဘူးပြောရမလို့ဒီတော့မလားအဲ့လိုမျိုးတော့ခံစားရတယ်ဆို powerful မဖြစ်တဲ့ဟာလေးကိုကျွန်တော်ဘာသုံးသပ်မိလဲဆိုတော့ပြီးခဲ့ဟိုကိုစိုးလင်းဦးပွဲမှာပြောသလိုပဲနော်သူတို့ဒီ hydration test ပုံစံမျိုးတွေပါတယ် weight in ချိန်တဲ့အခါမှာ weight in ချိန်တဲ့အခါမှာ hydration test အစာရရှောင်ပုံရှောင်ပြီးဒီကြားကိုသူတို့ကသိနာမလဲခဲ့လို့ပြောတာပေါ့နော်အဲ့ဒါနားမလဲဒီကြောင့်လို့ ့စားလိုက်ပြန်လဲတက်ပြန်ပြီးရှောင်ပြန်လဲတအားအားတွေညော့သွားတာတို့ရေတွေထက်ချစ်ပြန်ပြီးပေါင်ပြီးတက်လာတော့ဆိုခန္ဓာကိုယ်ကြီးကမမျှမတားဖြစ်ပြီးတော့ဘယ်လိုပြောမလဲဟို weak အားနေသွားတာပေါ့နော်စတင်ရဒီကျွန်တော်ရဲ့ငွေလေးဖိုက်တယ်တက်ပံအောင်ကြည့်မယ်ဆိုလို့ချင်းကျွန်တော်အဲ့ဒါမျိုးလေးတော့လက်ခံစားရတယ်ဟိုသူ့ကြည့်ရတာဟိုကြံပွဲအတွေ့အကြုံရအောင်ဝင်ထိုးပါလားဆိုတဲ့ပုံစံမျိုးလားတခုခုပေါ့နော်ဒါပေမဲ့အင်တိုက်အားတိုက်ကြီးတော့ ပြောပြောချင်တာလေတက်တက်ကြွကြွနဲ့လာတဲ့ပုံစံနဲ့တိတ်မပေါ့ဘူးပြီးလို့ရှိရင်အားတွေများနေနေလာပါတော့เนาะတူတူကျင့်နေတဲ့အချိန်မှာတော့ okay ပေါ့ဒါပေမဲ့ဒီ hydration တွေပိုင်းနဲ့ပတ်သက်ပြီးတော့ဟို balance ခဏကို balance လုပ်တဲ့ခါမှာလုံနေကြမဖြစ်လို့လည်းဖြစ်မှာပေါ့เนาะဆိုတော့သူ့ကြည့်ရတာကဟို mobile နွမ်းနေနေတယ်လို့မျိုးခဏရင်ကြနေတယ်လို့မျိုးလည်းကျွန်တော်ကမြင်မိတယ်ပေါ့เนาะဒါကြောင့်မလို့ ရမချီမှာတော့သူချိုးကိုချိုးဆိုတော့လည်းပဲဒါသူပြည့်ချီရောက်တော့တဲ့ခါမှာကျတော့တော်တော်လေးတိတာတယ်နော်ဂျပန်ဖိုက်တာတကယ့်ကိုလန်းလန်းဆန်းဆန်းထိုးနိုင်ကြိတ်နိုင်လုံးပဲဒါပေမဲ့ကိုယ့်ရဲ့ဖိုက်တာကတော့သူ့ရဲ့အတိုင်းပဲဟိုကောင်းငုတ်ခံတယ်လူပြောမယ်ပြန်ပြီးတော့တုံ့ပြန်တယ်ဆိုမရှိရခါကျတော့ဒီဂျပန်ဖိုက်တာကလည်းတကယ့်အချက်ကောင်းတွေကိုနေရယူပြီးမှအနိုင်ပိုင်းလိုက်တာပေါ့နော်ဆိုတော့ ဒီရှုံးပွဲရဲ့နောက်ပွဲကအချက်လက်တွေကိုကျွန်တော်ပြန်ပြီးတော့အဆုံးသတ်မယ်ဆိုလို့ရှိရင်နံပါတ်1ကတော့ဆုံးသတ်နေမယ်ပြောချင်တာတော့ဒီ technical ပိုင်းပေါ့နော်ကျွန်တော်တို့က technical technical ပိုင်းအားနည်းတယ်လို့ကျွန်တော်မြင်နေရနော်ကျင်းကျင်းနဲ့ထူးတက်တာတော့ပဲရှိရတာပြောမှာစလို့ရှိရင်အခွက်ဒီပါတိတ်ပြောမရှိဆိုအဲ့လိုကျွန်တော်မြင်နေ technical ပိုင်းအားနည်းတယ်အဲ့တော့ခုနကတော့ဟို hydration test ဒီပါတယ်ကျွန်တော်တို့ဒီမှာဟို လက်ဝိမြမလက်ဝိမှာကျတော့ဒီ movie test တွေရှိရတာကျတော့ဒီဟာလုံပုံလုံနေနေကျွန်တော်ကတိတ်မရင်းနေသေးတာလည်းကျင်ပါတော့ခန္ဓာကိုယ်ကလည်းရင်းနေမရှိဘူးဒါကြောင့်မို့ရုပ်တည့်အဲ့လိုမျိုး hydration test တွေလုပ်တဲ့အစားအစာမှာဖြစ်ဖြစ်ဝိတက်တာဖြစ်ဖြစ်အဲ့လိုခန္ဓာကိုယ်ရ balance မများရတာပါဒီဟိုထိုးတဲ့အချိန်မှာခန္ဓာရင်ဆွမ်းနေတယ်ခဏလေးနဲ့ကြာလို့ဖြစ်သွားတာပေါ့အဲ့ဒါလည်းကျွန်တော်တုံ့ပြန်နေတယ်ဆိုတော့ဒီညပွဲကတော့ဒီ ကျွန်တော်မျှော်လင့်နေတဲ့ပွဲကတော့ပြီးသွားပြီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒါဘောဘောတောက်ကြညာပေါ့နော်မတ်လာမတ်လာငါရဲ့ sorry ခုနှစ်ရက်နေပေါ့နော် sorry အဲမတ်လာခုနှစ်ရက်နေညာတောက်ကြညာမှာဒီထိုင်းဆက်ထိုင်းနိုင်ငံမှာထိုးတော့ပေါ့နော်ဒါပေမဲ့ပွဲစဉ်တော့ကြည်မကောင်းဘူးဒါပရမအုံဆုံးကျွန်မမအောင်ဆုံးเนาะ တက်ပန်အောင်ကအစောပိုင်းမှာကထိုးသေးလာတော့မသိဘူးဘာမှအရင်ချင်းထိုးပြီးလေကျော်လဲ sorry အဲ့ဒါတော့ဒါကျော်လည်းမသိလိုက်ပါဘူးဒါပေမဲ့ကြည့်ရတာဒီပွဲကထွက်လာတဲ့ပုံစံနဲ့ပြင်ဆင်မှုတွေကအားနည်းချက်ရှိနေနေတယ်ဒါနောက်ပိုင်းဒီကလို technical ပိုင်းနေကောင်းလာတဲ့ခံနေဆွေးနေရှိတာလေဆိုလို့ရှိရင်တော့လေဒါတက်လန်းတော့ရှိတာပေါ့လေဒါပေမဲ့ဒီတိုင်းပဲသွားမယ်ဆိုလို့ရှိရင်တော့တိတ်တော့မလို့ကြီးပါနော်ကိုစုကြည့်လို့ပဲကြည့်ပါတကယ်ကိုထိုးနိုင် ခိုင်းခိုင်းနိုင်တယ်လို့တန်မဏိနော်တကယ်ကိုမာကုံဆောင်တယ်လို့ပြောတာတော့မှာသူကမာကုံလောက်ပဲလာတာ technical ဘာမှမရှိခဲ့ကြတော့တာပေါ်ပြီးဟိုအောင်မှုမှုရဲ့ဝင်ရလို့ပြောတယ်ဆိုမလည်းပြန်လာတော့ဒီစနေနေ့ much la share နေစနေနေ့ time set မှာထိုးမဲ့ပုံစံကြီးကိုပွဲကလည်းတိတ်တော့မပြောနိုင်ဘူးလေဒီတိုင်းဆိုလို့ရှိရင်အခု technical ဘာမှအားမနေဘူး ောက်ပစူးကျဲလာပုစလို့ရှိပြီဘာလဲဟို hydration test တွေမအောင်လို့ဆိုအဲ့ဒီပုံစံမျိုးဆိုမြန်မာ factory ရဲ့ပုံစံကခက်ဆင်ဆင်လေးဖြစ်နေရပြသူတို့ထွက်လာတဲ့ပုံကလေဆိုတော့ဘာပဲပြောဟိုနောက်ပွဲတဲ့အကောင်ဆုံးဖြစ်လာပို့ပြီးတော့ဒီချက်ကောင်းလာမယ်လို့ပဲဟောလင်းရင်းနဲ့အဲဒီလေးတက်ပိုင်အောင်ရဲ့ပွဲစဉ်ပွဲပြီးအဲကျွန်တော်ပြန်လဲသုံးသက်ချက်လေးကတော့ဒီလောက်ပဲပေါ့နော်